အစ္စရေးအီရန်နဲ့တတိယကမ္ဘာစစ်တတိယကမ္ဘာစစ်ကတကယ်ဖြစ်နေပြီလားတနေ့တနေ့စစ်ပွဲသတင်းတွေတိုက်ပွဲသတင်းတွေကမယိုးနိုင်အောင်ကြားနေရသည်တေကြပြန်ပြီးတိုက်ကြပြန်ပြီးဘုံတွေကျဲလိုက်ကြမီးတွေရှို့လိုက်ကြအပြန်အလှန်ပစ်ခတ်လိုက်ကြပြည်သူပြည်ပုံတုံပုံတေသူတေရှင်သူရှင် မသိမရှင်းကြံသူဒဏ်ရာရသူစစ်မီးတွေကကမ္ဘာအနှံ့မှာတောက်လောင်နေသည့်မြန်မာပြည်မြောက်ဘက်မှာယူကရိန်းမှာရုရှားမှာဂါဇာမှာပါလက်စတိုင်းမှာတတိယကမ္ဘာစစ်ကြီးကတကယ်မဖြစ်သေးတော့လေစစ်ကြီးတစ်ခုတကယ်ဖြစ်လာတော့မလားထင်မရအောင်အသင့်အနေထားကိုရောက်ရှိလို့နေသည်ဇွန်လ13ရက်တောကြာနေ့မနက်အယုံတက်မှာ အစ္စရေးတိုက်လေယာဉ်တွေဒရုန်းတွေကအီရန်နိုင်ငံနဲ့ရုတ်တရက်ဝင်ရောက်ပြီး အီရန်နျူကလ িয়ার စခန်းပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ကြသည့်ရုတ်တရက်အငိုင်းမီတိုက်ခိုက်ခံလိုက်ရသည့်အီရန်မှာအကြီးအကျယ်ထိခိုက်ဆုံးရှုံးသွားသည်အစ္စရေးအဓိကပစ်မှတ်ကနျူကလ িয়ার စခန်းတွေဖြစ်တော်လဲအီရန်တော်လှန်ရေးအစောင့်တပ်စစ်ဌာနချုပ်တွေဒုံးပြန်စခန်းတွေဒုံးကျည်အစိပ်ပိုင်းထုတ်လုပ်ရစခန်းတွေကိုပါတိုက်ခိုက်ခဲ့ကြသည်အထူးအနာဆုံးကအီရန်တော်လှန်ရေးအစောင့်တပ်အကြီးအကျယ်ဗိုလ်ဖူးချုပ်ဟိုစိန်ဆာလာမီအပါအဝင်ထိတ်တန့်စစ်ဗိုလ်ချုပ်တွေနျူကလ িয়ার သိပ္ပံပညာရှင်တွေ အီရန်ကောင်းဆောင်ခါမီနီအနီးကပ်အကြံပေးတွေပါတုတ်တင်ခံလိုက်ရခြင်းဖြစ်ပြီးကနအူးကြီးညာချက်တွင် လူပေါင်း80တေဆုံးခဲ့ရာအီရန်ဒေါ်လာအစောင့်တက်မှဗိုလ်ချုပ်6ဦးပါဝင်သည်ဟုသိရသည့်အစ္စရေးအလစ်အငိုက်တိုက်ခိုက်မှုကနှစ်ပေါင်း90အတွင်း အီရန်အတွက်အထင်အဆုံတိုက်ခိုက်ခံရမှုဖြစ်သည့်မြို့တော်တီဟီရန်ကောင်းကင်မှာပောက်ကွဲနေသောအလင်းတန်းတွေထိမ့်ထိမ့်လင်းလင်းမြင်ရသည့်ပောက်ကွဲတန်တွေမိတောက်မိရှံတွေကဒုံးကျည်တွေဖြက်အားဘလောက်ပြင်းသည်ကိုပြနေသည့်စစ်ပွဲကြီးတစ်ပွဲကိုအစ္စရေးကအစပြုလိုက်ပြီးအစ္စရေးကစတိုက်ပြီးဆိုတော့အီရန်ကလည်းလက်တုံ့ပြန်ပြီးပေါ့အီရန်တာဝေးပစ်တုံးပြန်တွေအစ္စရေးကောင်းကင်ရန်ကိုရောက်ရှိလာသည့် အီရန်ကဒုံးပျံလေးရပစ်ခတ်ရာအစ္စရေးကဂျားဖြတ်ဟန်တာနိုင်ခဲ့ပြီးဒုံးပျံ40ခန့်တဲအပြင်နဲ့ဟိုင်ဖာမြို့ပေါ်ကျရောက်သည်။ကောင်းကင်ပေါ်ဖြစ်ပြန်သွားသောအီရန်ဒုံးပျံတွေကိုလက်ဘရွန်နိုင်ငံသားတွေကအလှထိုင်ကြည့်နေသည်ကိုတွေ့ရသည့်စစ်ပွဲကနှစ်ဦးသတင်းထုတ်ပြန်ချက်မှာ အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်မှာတေဆုံးသူ2ရာ24ဦးရှိပြီးအစ္စရေးဘက်မှာတေဆုံးသူ24ဦးရှိသည်ဇွန်13ရက်တောက်ကြနေ့ကစတင်လိုက်သည့်အစ္စရေးအီရန်စစ်ပွဲသည်အဆုံးမသတ်သေး အကြီးအကျယ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသောအီရန်ဘက်ကအလျှော့ပြီးတော့မလားထင်မှတ်ရတော့လဲစစ်ပွဲ9ရက်မြောက်နေ့တွင်အီရန်ခေါင်းဆောင်အလီခါမီနီထွက်လာသည်ရုတ်တံကတဆင့်မိန်ကွန်းပြောရာတွင်အီရန်သည်အမေရိကန်ကိုလက်မြောက်ဒူးထောက်မည်မဟုတ်အမေရိကန်ကစစ်ပွဲထဲဝင်လာလျင်အဆုံးအစမရှိသည့်ဆုံးရှုံးမှုတွေနှင့်ရင်ဆိုင်ရမည်ဟုကြေငြာခဲ့သည်အစ္စရေးသည်အီရန်နျူကလ িয়ার စခန်းတွေကိုအဓိကထားခြေမုံခဲ့သည် ဒုံးပြန်စခန်းတွေစစ်ဌာနချုပ်တွေဒုံးပြန်အစိပ်ပိုင်းထုတ်လုပ်ရနေရတွေကိုတိုက်ခိုက်ခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ခေါင်းဆောင်အလီခါမီနီကိုဗေနီးယားမှာရှိနေတယ်ကိုတည်ကြောင်းတပ်ပစ်နိုင်တော်လဲမတက်ဖဲထားကြောင်းအီရန်အနေနဲ့ချွင်းချက်မရှိလက်နက်ချပါဟုဆိုရှယ်မီဒီယာပေါ်မှာရေးပြီးတောင်းဆိုခဲ့ပြီးစစ်တကယ်ဖြစ်လာတော့အီရန်ဘက်ကအ धिक မဟာမိတ်တွေညှိတက်နေသည်တရုတ်ကတုံ့တုံ့မလုပ်သလိုရုရှားကလည်းဘာမှမသိသလိုရေငုံနှုတ်ပိတ်နေသည် တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကနှစ်ဖက်ထိန်ထိန်သိမ့်သိမ့်လောက်ကြပါလောက်ပဲပြောသည်အီရန်ကတရုတ်နဲ့ရောရုရှားနဲ့ပါ အလုံးစုံမဟာဗျူဟာပူးပေါင်းရေးမိတ်ဖက်နိုင်ငံဖြစ်သည်သို့သောယခုအစ္စရေးတိုက်ခိုက်မှုမှာတရုတ်သည်အီရန်ဘက်ကဝင်ရောက်ပြီးမဟန်တားရဲသလိုအမေရိကန်နဲ့ထိတိုက်တိုးမီဆို၍အသားငိမ့်နေသည်တရုတ်သည်အရှိအလယ်ပိုင်းဒေသမှာငင်းကြဲရဲ့အကျိုးဆောင်နေရာဝင်ယူပြီးဩဇာထူထောင်မှုစူးစမ်းလျက်ရှိသည်ဂါဇာက ဟာမတ်အဖွဲ့တွေကြားညှိညွတ်မှုရအောင်ကြားဝင်ပေးခဲ့တယ်လို့အထူးကရန်သူတွေဖြစ်နေသည့်ဆော်ဒီအာရေဗျနှင့်အီရန်ကြားဝင်ရောက်ပြီးစစ်ဆက်ညှိနှိုင်းပေးပြီးအောင်မြင်မှုရခဲ့သည့်မှတ်တမ်းတွေရှိသည်ထို့သောယခုအစ္စရေးကိစ္စမှာတရုတ်ဝင်မပါရဲတရုတ်အနေနဲ့အစ္စရေးအပေါ်ဩဇာလွှမ်းမိုးမှုလည်းမရှိ စစ်ပွဲရတတတပတ်ပြည်လာချိန်မှာစစ်ပွဲတဲ့အမေရိကန်ဝင်ပါလာတော့မီလာဆိုသည့်ခံမှန်းချက်တွေပုံမှုများပြလာသည့်အီရန်ကိုတိုက်ဖို့စစ်ရေးအစီအမံတွေကိုထရန့်ကအတည်ပြုထားပြီးနောက်ဆုံးမိတ်ပေးဖို့သာကြံသည့်တိုက်မီလာမတိုက်မီလာမသိသေး။တိုက်ချင်တိုက်မယ်မတိုက်ချင်မတိုက်ဘူးတိုက်မယ်မတိုက်ဘူးဆိုတာကျွန်တော်ကကလွယ်လို့ဘယ်သူမှမသိနိုင်ဘူးအင်ဖြူလော်တွင်တရင်ထောက်များမေးကိုထရန့်ကဖြေသွားခဲ့သည်အမေရိကန်စစ်သည်ဝင်လာရင် အခြေအနေကပိုရှုပ်ထွေးသွားနိုင်သည်ထရန့်ကဒါကိုချိန်ဆနေပုံရသည် သို့တော့တိုက်လေရင်အုပ်စုတွေရောလေရင်တင်တင်မောတွေကိုပါပင်လယ်ကွေ့ဒေသကိုပို့ထားပြီးထရန့်စီက နောက်ဆုံးမီးစိမ်းပြလျင်အီရန်ကိုဝင်တိုက်ဖို့ပဲရှိသည်အစ္စရေးလူချင်းတွေကအီရန်နျူကလ িয়ার ဆက်ရုံအားလုံးချေမှုန်းပြည်ရေးနဲ့အီရန်ဘာသာရေးအစွန်းရောက်အစိုးရအဖွဲ့ပြောင်းလဲပြည်ရေးဖြစ်သည်အီရန်နျူကလ িয়ার စမ်းသပ်မှုများနဲ့ပတ်သက်၍ထရန့်ကရပ်ပေါင်း60အတွင်းညှိနှိုင်းမှုတတိပေးခဲ့သည် အစ္စရေးသည်ရပ်ပေါင်း60မပြည့်မီအီရန်နျူကလ িয়ার စခန်းတွေကိုခြေမုံတိုက်ခိုက်ခဲ့သည် နေတန်ယာဟုကအီရန်သည်နျူကလ িয়ার လက်နက်ထုတ်လုပ်ရန်လက်တကန်းအလိုရောက်နေပြီဟုဆိုသည်နျူကလ িয়ার လက်နက်ရရှိရေးကြိုးပမ်းနေသောအီရန်အကြီးကယီမန်းချက်ကအရှိအလဲပိုင်းဒေသမှာအစ္စရေးနိုင်ငံလုံးဝပျောက်ကွယ်သွားရေးဖြစ်ပြီးအစ္စရေးယီမန်းချက်ကအီရန်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်မသွားရေးဖြစ်သည်အီရန်သည်အစ္စရေးကိုတိုက်ခိုက်နေသည့်ဟာမတ် ဟစ်ဘိုလာဟူသည့်ပျောက်ကြားဖွဲ့များကိုနောက်ွယ်ကအဓိကပံ့ပိုးပေးနေသူဖြစ်ပြီးအီရန်နျူကလ িয়ার လက်နက်ရရှိရေးကြိုးပမ်းမှုသည်အစ္စရေးအတွက်အဓိကချင်းချောက်မှုဖြစ်သည်အီရန်သည်နျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်တွင်လက်မှတ်ရေးထိုးထားတော်လဲလိုက်နာမှုမရှိဟုဆိုသည့်အရှိအလဲပိုင်းဒေသတွင်အစ္စရေးသည်တခုလေသောနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည့်ယခုချိန်ထိအစ္စရေးအီရန်စစ်ပွဲမှာအမေရိကန်တိုက်ရိုက်ပါဝင်ခြင်းမရှိသေးပါ အစ္စရေးကအီရန်နျူကလ িয়ার စခန်းများယူရေနီယံတပ်ဆင်ဆက်များကိုတိုက်ခိုက်ဖျက်ဆီးခဲ့တော်လဲအဓိကကျသည့်အီရန်နျူကလ িয়ার စခန်းတစ်ခုကိုတော့ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ထိုစခန်းမှာတီဟီရန်တောင်ဘက်မိုင်60အကွာမှာရှိပြီးမြေအောက်မီတာ80အနက်မှာတည်ဆောက်ထားသည် Folder နျူကလ িয়ার စခန်းဖြစ်သည့်မြေအောက်ပေ၂ရာကျော်အနက်မှာတိစောက်ထားသည့်အီရန်နျူကလ িয়ার စမ်းသပ်စခန်းကိုခြေမုံဖြက်စီးဖို့အမေရိကန်မြေအောက်ဘဏ်ကဖြတ်ပုံးလုပ်ပြီး၅၈လပါကတ္တာဆွမ်းဆောင်နိုင်ပြီး အမေရိကန်သားစစ်ပွဲတွေဝင်ပါလာလျင်ထိုစခန်းကိုခြေမုံမီသို့တော့ထရန်ဒီအစ္စရေးအီရန်စစ်ပွဲတွေဝင်ပါဖို့ချိန်ဆနေတော့မဲ့ဖြစ်သည့်ခုတော့လူဦးရေ30တန်းကျော်နေထိုင်သည့်တီဟီရန်မြို့ပေါ်ကလူတွေအလုံးမြို့ကိုစုခွာထွက်ပြေးနေကြသည်မြို့ပြင်အဝေးပြေးကားလမ်းတွေမှာကားတွေပိတ်နေသည့်အလားတူအစ္စရေးနိုင်ငံတဲအပင်းမြို့မှာလည်းလေကြောင်းချက်ပေးတံတွေကြားနေရပြီးလူအများပူတာယုံနဲ့လုံခြုံသည့်နေရာများမှာစုဝေးနေကြရသည် တတိယကဘာစစ်ကမဖြစ်သေးပါတတိယကဘာစစ်ဖြစ်ဖို့ဟိုဘက်အုပ်စုဒီဘက်အုပ်စုအပြန်အလှန်အုံလိုက်ချင်းလိုက်တိုက်ခိုက်ကြဖို့လိုသည်ခုစစ်ပွဲမှာအီရန်ဘက်ကမဟာမိတ်တွေညှိနေသည်တရုတ်ကတုံတုံမလုပ်သလိုရုရှားကလည်းအတန်တိတ်နေသည်အီရန်ကစစ်ရှုံးပြီးအစိုးရအဖွဲ့ပြောင်းလဲဖြစ်လျင်ရုရှားအဖို့အရှိအလေပိုင်းမှာနောက်ထပ်မဟာမိတ်တို့ဆုံးရှုံးပြီးပြီးခဲ့သည့်6လအတွင်းဆီးရီးယားမှာအာနာရှင်အာဆက်ဆိုးရပြုတ်ကျခဲ့သည်ဖြစ် မဟာမိတ်တူဆုံးရှုံးခဲ့ပြီးလက်တလောစိန့်ပီတာစပတ်မှာရုရှားကနိုင်ငံတကာစီးပွားရေးဖိုရမ်ကျင်းပနေသည့်အစည်းအဝေးပြီးမှအစ္စရေးကအီရန်ခေါင်းဆောင်အယာတိုလာခါမေနီကိုအမေရိကန်ကူညီနဲ့လှုပ်ကြံနိုင်သလားဟုသတင်းထောက်များကမေးမြန်းရာသမ္မတဘူတင်ကဒီအကြောင်းမဆွေးနွေးခြင်းဘူး။ ဒီအကြောင်းမပြောပါနဲ့ဟူတားမြစ်ခဲ့သည်ရုရှားနှင့်အီရန်တို့အလုံးစုံမဟာဗျူဟာမြောက်ပူးပေါင်းရေးမိဖက်တွေဖြစ်ကြတော့လေယခုအီရန်ကိစ္စမှာရုရှားကတခွန်းတပါးသားများမှတ်ချက်မပေးဘဲနေသည်ရုရှားအဖို့အီရန်စစ်ပွဲကြောင့်ရေနံစင်းနှုံးတွေထိုးတက်သွားလျင်အမျက်ထွက်မှာဖြစ်တယ်လို့ ယူကရိန်းစစ်ပွဲကိုလည်းကဘာကြီးက မေ့သွားသဖြင့်အကျိုးရှိသည့်တရုတ်ကတော့သူ့အကျိုးစီးပွားအတွက်အီရန်စစ်ပွဲကိုမဖြစ်စေလို့တရုတ်နိုင်ငံသည်အရှိအလယ်ပိုင်းဒေသနိုင်ငံတွေစီကလိုအပ်သည့်ရေနံစိမ်း40ရာခိုင်နှုန်းကိုတင်သွင်းနေရသည့်အီရန်စစ်ပွဲကြောင့်တရုတ်ရေနံတင်သွင်းမှုထိခိုက်နိုင်တယ်လို့ အရှိအလဲပိုင်းဒေတာကတရုတ်ယင်းနီးမြုပ်နှံမှုတွေကိုလည်းထိခိုက်နိုင်သည့်လက်တလောကုံတွဲရေးစစ်ကြောင့်ဆက်ဆံရေးတင်းမာနေစဉ်အီရန်ရေးကိုအကြောင်းပြု၍အမေရိကန်နှင့်ထိတ်တိုက်မတွေးလို့ဒီမှာတရုတ်ဖြစ်သည့်ထို့ကြောင့်အီရန်စစ်ပွဲမှာတရုတ်ကငြိမ်းနေသည် အစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်တော့ကနေဒါမှာ G7 ထိပ်သီးအစည်းအဝေးကျင်းပနေခဲ့ဖြစ်ပြီးတမရထရန်သည်အစည်းအဝေးကိုပြီးအောင်မတက်ဘဲညစာစားပြီးပြီးချင်းပြန်သွားသည်ဆက်မှုထိပ်သီးခုနှစ်နိုင်ငံမှာ အမေရိကန်၊ကနေဒါနှင့်ဥရောပနိုင်ငံတွေကအများစုဖြစ်ပြီးဂျပန်တနိုင်ငံသာအပြင်ကပါသည်ကျညာချက်ထုတ်ပြန်တော့အစာပိုင်းမှာသဘောထားကွဲလွဲမှုတွေရှိတော့လဲနောက်ဆုံးမှအရှိအလေပိုင်းဒေတာကိုမတိမငင်ဖြစ်အောင်လှုပ်ဆောင်နေသူမှာအီရန်ဖြစ်ပြီး အစ္စရေးဘက်ကထောက်ခံကြောင်းကြေညာခဲ့ရသည့်ထုတ်ပြန်ချက်မှာ အမေရိကန်ဩဇာမကင်းကြောင်းပေါ်လွင်နေသည့်ကဘာကြီးကဝင်ရိုးစုံကဘာဖြစ်လာပြီဟုဆိုတော့လေအစ္စရေးအီရန်စစ်ပွဲမှာဩဇာတကယ်လွှမ်းမိုးနေသည်မှာနိုင်ငံကြီးတနိုင်ငံပဲဖြစ်သည့်တကယ်အရေးကြောင်းကြလာတော့အခြားဝင်ရိုးဘော်ကနိုင်ငံတွေငြိမ်ကုပ်နေကြသည်မှာအထင်ရှားဖြစ်သည့်